မင်္ဂလာပါကျူတိုရဲ့နိုင်မှကျူဆိုပါရစေဒီတစ်ခါမှာတော့ကျွန်တော်တို့ဖုန်းနဲ့ record လုပ်ထားတဲ့ video တွေကိုကျွန်တော်တို့ဖုန်းပုံသဏ္ဍာန် frame လေးထည့်လို့ရတဲ့နည်းလမ်းလေးကိုကျွန်တော်ကက်ကတ်ကိုတုံးပြီးတော့လုပ်ပြပေးသွားမှာဖြစ်ပါတယ်အဲ့ဒီအရင်ဆုံးကျွန်တော်တို့ဒီ transparent background ပါတဲ့ frame လေးတစ်ခုအရင်ဆုံးကျွန်တော်တို့ fundia မှာဖြစ်တယ်အဲ့ဒီကကျွန်တော်တို့ဒီမှာ browser တစ်ခုတည်းကိုသွားလိုက်မယ်သွားပြီးတော့ကျွန်တော်တို့ဒီမှာဖုန်း frame လေးတစ်ခုကိုရိုက်ရှာလိုက်ပါမယ် ဖရိနေရှာတဲ့နေရာမှာနောက်က .png ဆိုပြီးတော့ဖိုင်တိုင်လေးကိုထည့်ပေးလိုက်ပါဒါမှကျွန်တော်တို့ frame ပုံစံတော့ transparent background ပုံစံကျွန်တော် frame လေးတွေတွေ့လာရမှာဖြစ်တယ်အဲဒီထဲကကိုကြိုင်နေတဲ့ရာပုံတကူကျွန်တော်တို့ရွေးလို့ရတယ်အဒီမှာတော့ကျွန်တော်ဒီပုံလေးကိုရွေးလိုက်မယ်အဒီမှာသူ့ပုံမှာ right click နဲ့ပြီးတော့ကျွန်တော် save image လောက်လိုက်ပါမယ် train ဆိုပြီးတော့ကျွန်တော် desktop ပေါ်မှာ save ထားလိုက်မယ်ပြီးရသူ့ရဲ့ background ကိုကျွန်တော် remove လုပ်ဖို့ရအတွက်ဒီ website ထဲကိုထပ်သွားလိုက်မယ် remove.pg ဆိုရဲ website ထဲကိုထပ်သွားပေးပါဒီရင်ဒီမှာကျွန်တော်တို့ upload image ကိုနေလိုက်မယ်။ train ဆိုရဲနာမည်နဲ့တိမ်းထားတဲ့ကျွန်တော်တို့ဒီ phone ဘောင်လေးကိုကျွန်တော် upload လုပ်လိုက်မယ်။ဒါကဘာလဲဆိုတော့ဒီ website ကကျွန်တော်တို့ဓာတ်ပုံတွေရဲ့ဒါ background တွေကိုဖယ်ရှားရှင်းလင်းတဲ့နေရာမှာတုံးလို့ရတယ်ပေါ့နော်။ အဒီမှာကျွန်တော်တို့က transparent background frame လေးလိုချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာလာပြီးတော့ background ကို remove လုပ်တာဖြစ်ပါတယ်။အဒီလိုလေးရသွားပြီဆိုရင်ဒီမှာကျွန်တော်တို့ download ကိုနှိပ်ပြီးတော့ကျွန်တော်တို့ save လုပ်လိုက်ပါမယ်။ဒီ free ကိုပဲရွှေ့ပေးလိုက်ပါ။အားစင်ရကျွန်တော်တို့ဒီမှာပုံလေးရဒီ transparent background နဲ့ frame လေးတခုရှာသွားပြီပေါ့နော်။ Okay ဒါဆိုရင်ကျွန်တော်တို့ဘယ်လိုဆက်သွားမလဲဆိုရင်ကက်ကက်တဲ့ကိုသွားလိုက်မယ်။ကက်ကက်ကိုပါ ဘာဖြစ်ရင်ကျွန်တော်ဒီမှာ create project ဆိုတဲ့အထဲကိုဝင်လိုက်မယ်ပြီးတော့ရင်ဒီ import နေရာနေခဏနေရာကျွန်တော်တို့ conspire background နဲ့ frame လေးကိုကျွန်တော်တို့ယူလိုက်မယ်ဒီ download ထဲမှာပဲရောက်နေလိုက်မယ် okay ဒါဆိုရင်ကျွန်တော်တို့ frame လေးတစ်ခုဒီမှာရှားပြီပေါ့နော်ပြီးတော့ရင်ကို record လုပ်ထားတဲ့ video လေးတစ်ခုကိုဒီမှာကျွန်တော်တို့ထည့်သွင်းလိုက်မယ်ဒီမှာတော့ကျွန်တော်နမူနာအနေနဲ့ဒီ video တစ်ခုကိုထည့်လိုက်ပါမယ် โอเคရပါပြီပြီးရင်ဒီကောင်လေးကိုကျွန်တော် timeline နဲ့ကိုထည့်လိုက်မယ်ပြီးတော့ရင်သူ့ရဲ့ ratio ပေါ့နော်ကျွန်တော်တို့ကဒီကောင်ကိုကျွန်တော်တက်တော်တို့ YouTube short တို့မှာတင်မယ်ဆိုတော့ကျွန်တော်တို့ဒီ ratio က66ကိုထားပေးရမှာဖြစ်တယ်အဲ့ဘက်ကျွန်တော်ဒီမှာ ratio ရဲ့ကိုသွားလိုက်မယ်သွားပြီးတော့ဒီမှာ66ချိုးကြောင်းလိုက်မယ်ပေါ့နော်66ချိုးပြောင်းမယ်ပြီးရင်ကျွန်တော်တို့ဒီမှာ frame လေးကိုဒီမှာ swap ထည့်လိုက်မယ် အဲဒီ frame လေးကိုကျွန်တော်ဒီအောက်ကဗီဒီယိုနဲ့ duration တူအောင်သူ့ကိုကျွန်တော်တို့ကအခုလိုလေးဆွဲပြီးတော့ adjust လုပ်လိုက်မယ်။ Okay အဲဆိုရင်ကျွန်တော်တို့ဒီမှာ frame နဲ့ကျွန်တော်တို့ဒီဗီဒီယိုလေးနဲ့တော့ဒီမှာတွေ့နေရပြီပေါ့နော်။ဆိုတော့ဒီနေရာမှာကျွန်တော်တို့က frame နဲ့ဗီဒီယိုနဲ့ကမကိုက်သေးဘူးပေါ့နော်။ဒီမှာ frame လေးကဖုန်း frame လေးကပေးနေတယ်ဗီဒီယိုကြီးကကြီးနေတာကိုကျွန်တော်တို့ adjust လုပ်ယူပါဦးမယ်။ဆိုတော့ဒီနေရာမှာကျွန်တော်ဒီ view ကကျွန်တော်ကြည့်ရတာသေးနေတယ် ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ view ကိုတစ်ချက်ရင်သွားပြောင်းလိုက်မယ်ဒီနေရာလေးကိုလာလိုက်ပါဒီနေရာလေးမှာဒီ the force အစားကျွန်တော်က particle ကိုရွေလိုက်မယ် Okay ဒါဆိုရင်ဒီဘက်မှာကျွန်တော်တို့ဒီပိုရဲ့မြင်ဝင်ကိုဒါကျွန်တော်တို့ preview ကိုမြင်ဝင်ကျဲကျဲလေးနဲ့ပြရတယ်အဲ့တော့ဒီမှာ phone frame ကကျွန်တော်တို့ဒီမှာတိတိလေးဖြစ်နေတယ်ဒီကောင်ကကြီးနေတယ်ဆိုတော့ဒါတွေကိုကျွန်တော်ကနည်းနည်း adjust လုပ်ဖို့လိုတယ် ဆိုတော့ကျွန်တော်ဒီဗီဒီယိုအရင်ဆုံးနည်းနည်းလေး site ကိုတင်လိုက်မယ်သူရဲ့ scale ကိုကျွန်တော် short ပါမယ်အဲဒီ scale ကို adjust လုပ်တဲ့နေရာမှာဒီကနေကျွန်တော်တို့ဒီလိုလေးတွားလိုက်မယ်နည်းနည်းချင်းတွားကျင်နေဆိုရင်လည်းဒီကနေဒီမှာနည်းနည်းချင်းစီအတူ short လုပ်လို့ရပါတယ်အဲဒီမှာဒီ scale ကိုနည်းနည်းလေးကျွန်တော်တို့ကချုပ်ပေးရမယ်ပြီးသွားရင်ကျွန်တော်တို့ဒီမှာ frame frame ကိုကြာတော့ကျွန်တော်တို့ base ကို stretch ပေးရမယ်ကျွန်တော် frame ပေါ်မှာတစ်ချက်ထောက်လိုက်မယ်ပြီးရင်ဒီ scale ကိုကျွန်တော်တို့ stretch မယ် โอเคအဲဒီမှာဘေးအပေါ်အပေါ်အောက်ကနည်းနည်းလေးလုံနေတယ်ဘေးနှစ်ဖက်ကတော့အဆင်ပြေပါပြီဆိုတော့ဒီတိုင်း scale လို့လို့မရတော့ဘူးဒီတိုင်းဆိုရင်ကျွန်တော်တို့ကသွားအကုန်လုံးဒီလိုမျိုးကြီးဖြတ်သွားရဲပေါ့နော်တော် uniform scale ဖြစ်နေတဲ့အတွက်ကျွန်တော်တို့ကဘေးပညာအကုန်လုံးသွားလိုက်ပြီးတော့ adjust ဖြစ်နေတယ်ဆိုတော့ကျွန်တော်တို့အပေါ်နှစ်ဖက်ကိုပဲကျွန်တော်တို့ဆွဲချက်ကျင်တာဘေးနှစ်ဖက်ကတော့ဒီလောက်ဆိုရင်ဒါအဆင်ပြေပြီ အဒီဘေးအပေါ်အပေါ်ကိုကျွန်တော်ကဆွဲချက်ကျင်တာဖြစ်တဲ့အတွက်ဒီ uniform scale ကိုကျွန်တော်ကဒီကောင်လေးကိုတစ်ချက် off လိုက်မယ် off off ရမယ်ပေါ့နော်။ကောင်လေးကို off လိုက်မယ်။ off ပြီးသွားရင်ကျွန်တော်ကဒီမှာ scale width ဆိုတာရှိရယ် height ဆိုတာရှိရယ် width ကကြောင့်ကျွန်တော်တို့ဒီဘေးကိုဘေးကိုတည်တန့်ကျွန်တော်ကချက်ကျင်တဲ့အခါမှာတုံးတယ်။အဲ့တော့ဒီကောင်ကိုကျွန်တော်တို့ကလိုလေးလောက်လိုက်မယ်။ပြီးရင်ကျွန်တော်ဒီ scale height ကိုအပေါ်ကိုကျွန်တော်ကဆွဲတင်မယ်။ just လောက်လိုက်မယ်။ ဟုတ်ကဲ့ဒီလိုမျိုးလေးပေါ့နော်အဆင်ပြေအောင်ကိုဗီဒီယိုနဲ့ကိုယူထားတဲ့ frame နဲ့အဆင်ပြေအောင်ဒါလေးကတော့ကျွန်တော်တို့အခုနီလန်းလေးတိုင်းကျွန်တော်တို့ adjust လုပ်ပေးဖို့လိုပါတယ်။ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့ဒီ frame နဲ့ video လေးနဲ့တော့ကျွန်တော်တို့ဒီမှာ frame လေးထည့်တာပြီးသွားပြီပေါ့နော်ပြီးသွားပြီ။ဆိုတော့ဒီဘေးမှာလွတ်နေရဲကျွန်တော်တို့ဒီနောက်က background ကြီးကိုကျွန်တော်တို့အကြည့်ကောင်းအောင်ကျွန်တော်တို့ကပုံလေးတစ်ပုံထည့်ပေးလို့ရတယ်။ဆိုတော့ကျွန်တော်ဒီမှာပုံလေးတစ်ပုံထပ်ထည့်လိုက်မယ်။ โอเคจ้าดีตะกางบ่อนี่โถแท้ๆไล่มั้ยပြီးသွားရင်ကျွန်တော်တို့ကသူအောက်ဆုံးမှာခါရမှာဖြစ်တယ်ပဲကျွန်တော်တို့ဒီ timeline နေရာမှာသူ့ကိုကျွန်တော်ကဒီနေရာမှာထည့်ပေးရမှာပေါ့နော်ဒီ view ရဲ့အောက်မှာရှိနေစေချင်တာအဲ့အတွက်ဒီကောင်ကိုကျွန်တော်ကဒီအပေါ် over လေး track ထဲမှာထည့်ပေးရမှာဖြစ်တယ်အဲ့ဒီကောင်လေးကိုကျွန်တော်ကဒီလိုလေး switch ချလိုက်မယ် switch ရလိုက်မယ်အောက်ကို switch ချလိုက် ပြီးရင်လွတ်လိုက်ပေါ့နော်။အဲကျွန်တော်တို့ဒီ overlay ထွက်ခဲကိုရောက်သွားလိုက်မယ်။ပြီးရင်ဒါမှကျွန်တော်တို့ဒီမှာဒီ background ပုံအကောက်မှာရောက်နေလိုက်မယ်။သူ့ကိုကျွန်တော်တို့က scale ကိုအမြင့်ဆုံးဆွဲတင်လိုက်မယ်။ Okay ။ပြီးရင်သူ့ရဲ့ duration ကိုလည်းကျွန်တော်တို့ဒီလိုမျိုးချိန်လိုက်မယ်။ကို video နဲ့တစ်ထပ်တည်းဖြတ်သွားအောင်ပေါ့နော်။ Okay ဒါဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ zoom ချစေလိုက်မယ်။ အစင်းရဲ့ဒီမှာကျွန်တော်တို့ဖုန်းပရင်လေးနဲ့ကျွန်တော်တို့ဒီဗီဒီယို record လေးတခုကိုခုတိုင်းဖန်တီးပေးလို့ရပါတယ်အဲ့တော့အားလုံးပဲအဆင်ပြေမယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်